တန်းစင်နဲ့ဆီယာစူပါလက်တို့ရဲ့ကံတရားကတော့ကံချင်မာကတော့အချဘက်ကိုတကယ်ရောက်ပြီလားမသိတော့ပါဘူးပရိသတ်ကြီးတို့ရေတပည့်ဖြစ်သူတန်းစင်ကလည်းပွဲတိုင်းရှုံးစူပါလက်ကလည်းပွဲတိုင်းရှုံးဖြစ်နေပြီတကယ်ကိုမှစိတ်မကောင်းဘူးဒီကနေ့မှတော့တကယ်ကိုမှကြီးမားတဲ့ဝါချမ်ပီယံရှစ်ရဲ့ပွဲစဉ်ကြီးကိုဂျပန်နိုင်ငံမှာကျင်းပခဲ့ပြီဖြစ်ပြီးတော့စူပါလက်ကတော့ရှုံးပွေးနေဒါဂျုံတွေ့ခဲ့ရတယ်ပေါ့နော်တကယ်ကိုမှဒီပွဲကအကြီးလို့ကောင်းနေပြပရိသတ်ကြီးတို့ရေ ဒါစူပါလက်တို့ရော့ထန်တို့ရဲ့ခစ်ကတော့ဂုံဆုံးမဲ့ဂုံဆုံးသွားပြီလို့တော့ကျွန်တော်အနေနဲ့ပြောလို့ရတယ်ပေါ့နော်ဒါမကြခင် နောက်နှစ်လောက်ဆိုရင်တို့ရဲ့ခစ်ကလုံးဝကိုဂုံဆုံးသွားပြီလို့ကျွန်တော်အနေနဲ့ပြောလို့ရပါတယ်ဒီကနေ့မှဆိုရင်တောက်လျှောက်ဗျာဒါပွဲစဉ်ပွဲကောင်းတွေနော်ကြည့်ရတာစူပါလက်ရဲ့ပွဲကဒီလောက်ထိကောင်းမယ်လို့တော့ကျွန်တော်အနေနဲ့လုံးဝကိုမထင်ထားခဲ့မိဘူး ဒါဂျပန်ဖိုက်တာဖြစ်တဲ့ယူကီယိုဇာဆိုရင်အင်မတန်မှကောင်းနေပြเนาะဒါခိပေါဆင်ပွဲတပွဲเนาะဒါတော့တတိချီလို့ကောင်းနိုင်မယ်လို့ကျွန်တော်ကိုယ်တိုင်တော့မထင်ထားခဲ့မိဘူးเนาะနင်းအောင်စလုံးကဒီနယ်ပယ်မှာဆရာကြီးတွေဆိုတော့ကန်ချက်တွေကတကယ်ဟိုမှအကျောက်ဆရာကြီးပြသူကန်လိုက်ကိုကန်လိုက်နေပြန်เนาะအပြန်လှန်ကိုကန်ကြတာပထမအကြီးမှာစူပါလက်သာခဲ့ပေမဲ့နောက်ပိုင်းချီမှာတော့သူ့အနေနဲ့ ဒါကျွန်တော်တို့ဂျပန် fighter ဖြစ်တဲ့ Yuki Yusa ကိုသူ့အနေနဲ့နော်ကန်ရှင်တို့ကန်လို့မရတော့ဘူး Yuki Yusa တကယ်ကိုမှပညာကောင်းနေဗျ Super League ကတော့ခစ်တခစ်ကုံဆုံးခါနေနော်နန်းချပြင်းလို့ပဲကျွန်တော်အနေနဲ့ပြောရမှာလားနော်တကယ်ကိုမှအခြားဘက်ကိုရောက်နေပြီသူ့အနေနဲ့အကောင်းဆုံးလုပ်ခဲ့တယ်ဒီပွဲမှာ Super League မကောင်းလို့ပြောတာမဟုတ်ဘူးဟိုဇာကထောင်းတာပြီဗျကောင်းတာတော့တကယ်ကိုကောင်းတယ်နော်သူကန်ကိုကန်ပဲနော်ဟိုဘယ်လိုပြောမလဲဒုတိယအခြေကဆလို့ဗျာဒါကျွန်တော်တို့ ဒီစူပါလက်ကနည်းနည်းလေးကန်ချက်တွေမှာနှီးကွေးတာတို့เนาะခလခလလဲချတာဒါမျိုးတွေဖြစ်တယ်เนาะဒါပွဲစဉ်တစ်လျှောက်လုံးကိုချိန်မယ်ဆိုရင်ပြတကယ်ဦးမ UB user ဟာရန်လုံးမှုအဖြစ်နဲ့ဒါပွဲကိုဆွဲဆောင်ပြီးတော့ကစားပြသွားတယ်စူပါလက်လည်းအဲ့ဒီအတိုင်းပါပဲเนาะဆိုတော့ပွဲစဉ်တစ်လျှောက်လုံးကိုချိန်မယ်ဆိုရင် UB user ကကျွန်တော်တို့အနေငယ်ပို့သားပါတယ်နော်စူပါလက်ကဒုတိယအခြေကစလို့လှူရှားဖို့နည်းနည်းနှီးကွေးသွားပြီးတော့ဒါယူဆာကပဲအဆအဆုံးပုံစံနဲ့ကစားသွားတာပါနော်ဆိုတော့အခုဆိုရင်ဂျပန်ဖိုက်တာယူဆာဆိုတော့ပြအတိုင်းက နာမည်ကြီးဖိုက်တာတွေဖြစ်တဲ့အခုစူပါလက်ဖက်စတနွန်တို့ကိုဒါကျွန်တော်တို့စက်တိုင်အနိုင်ယူပြလိုက်ပြီးဖြစ်ပါတယ်။နောက်မကြခင်မတကယ့်ကိုမှချန်ပီယံဖြစ်ဖြစ်လာမယ်သူလူကျွန်တော်တွေပြောလို့ရတယ်ပေါ့နော်။ဆိုတော့ဆိုတော့ဆိုတော့ဒါစူပါလက်အတွက်တကယ်လို့မှစိတ်မကောင်းချိုးကတော့တန်းစင်လို့နော်။ကန်နေတဲ့တပြည့်နဲ့တွေ့လို့ဖြစ်ရတာဆိုပြီးတော့အမြင်ဖြစ်တင်ကြတာတော့မဆိုင်ပါဘူး။ကျွန်တော်မြင်ရတော့မဆိုင်ပါဘူးနော်။ဆိုတော့ဒီပါလေအကောင်းဆုံးပြန်လာမယ်လို့ယုံကြည်ရဲခိတခိအဆုံးသက်ကိုကျွန်တော်တို့မြန်မာပြည်မှာမြင်တွေ့ရပါတော့မယ်เนาะ